ဲ့တော့အခုတခါကတော့ utility expense ဆိုတာဘာလဲလို့မေးလာ utility expense ဆိုတာက a လုပ်ငန်းသို့မဟုတ်အစားဥလုပ်ငန်းဝင်တစ်ခုမှာလေပတ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေအတွက်ကုန်ကြမ်းစည်တွေကိုဆိုလိုတယ်ဒီစည်းတွေကပုံမှန်အဖြစ်နေ့စဉ်လုပ်ငန်းလေပတ်မှုတွေအတွက်လိုအပ်တဲ့အခြေခံကုန်ကြမ်းနေတဲ့ဝန်ဆောင်မှုတွေနဲ့ဆက်ဆက်နေတဲ့ကုန်ကြမ်းစည်ဖြစ်တယ်ဥပမာမီတာက အိမ်မီလျှက်စစ်ပစ္စည်းများအတွက်သုံးဆွဲတာတွေရေဖို့မီဖို့ပေါ့နော်တောက်ရေတို့တန်ရှင်းရေတို့သုံးလာတာနောက် gas ပိုးတွေပေါ့ချက်ပြုတ်ဖို့သုံးတာတွေ internet ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ wifi နဲ့ပတ်သက်တဲ့ဖုန်းနဲ့ပတ်သက်တဲ့ကုန်ကြမ်းစည်တွေအမိုက်စွန့်ပစ်တဲ့တန်ရှင်းစွန့်ပစ်ခြင်းစရိတ်တွေနောက်မိန်လာပေါ့ရေစိုးစွန့်ပစ်ခြင်းနဲ့ပတ်သက်တဲ့စရိတ်တွေဒီစရိတ်တွေကပုံမှန်အဖြစ်လာစဉ်ပေးချေရပြီးတော့ သုံးဆွဲတဲ့ပမာဏပုံမူတည်ပြီးတော့ကွဲပြားခြားနားနိုင်တယ်ဒါကတော့ utility expand လို့ခေါ်ပါတယ်အဲဒီနည်းပတ်သက်တဲ့အချက်လက်တွေကိုသေးသေးသိရနေဆိုရင်တော့ရုပ်ရှင်အတွင်းမှာ09 510992ကိုဆက်သွင်းမိမြန်နိုင်ပါတယ်အားလုံးကျေးဇူးတင်